ဟိုးရှေးရှေးတုန်းကပေါ့ကွယ်ဒေါ်ရွာကလေးတရွာမှာတောင်ရအလုတ်ကိုမလုတ်ဖဲဝါတော်ရှိရာ တက်ပြီးဝါတွေကိုခုတ်လို့ရောင်းချစားတောက်ရတဲ့သူတူရှိပါတည်းသူ့နာမည်ကမောင်သူတဲ့မောင်သူဟာသူ့မိသားစုရဲ့စားဝတ်နည်းဤအတွက်ဝါခုတ်တဲ့အလုတ်နဲ့ပဲလုတ်ကင်ကြွေးမွေးသူဖြစ်တယ်သူဟာသူ့အလုတ်ကိုသူလေစားတယ်တန်မိုးထားတယ် သူ့မှာလက်ကစီးနဲ့နွားနှကောင်ရှိနေလေတော့သူလုပ်ငန်းအတွက်အမနာကြီးကိုပဲအထောက်အကူဖြစ်တာပေါ့သူအလုပ်တာတောင်ပေါ်တက်ပြီးဝါးတွေခုတ်လို့အလေးအပင်တဲရတာဆိုတော့ဂျေဇုရှင်နွားညင်အောင်ကိုတေးတိချာချာဂယုဆိုင်ကျွေးမွေးပါတယ်အဟာရဖြစ်စေတဲ့ပဲဖတ်နန်းပါတီကိုကျွေးလို့တရွာလုံးကနွားရီနဲ့ရှင်လိုက်ရင် ကိုမောင်ထူးရဲ့နွားညင်အောင်ဟာ ပြိုင်ဆန်းမပေါ်လို့ဆိုရမလားအလုံးမတုံးတဲ့လက်ဆွဲတော်ဝါခုဒါကိုလည်းအမဲတစီတွေလိရှိုံမကတက်နေတတ်တော်ဘာထက်တယ်လဲမမင်းနဲ့ပြီးတော့ကိုမုံဒူးကမူရသေးတာဖြစ်တဲ့ထန်းဤအရာဝေးဝေးပါရှောင်းလေစေလီကိုင်ရကိုလှဲ့မကြည့်လောင်းကစားဖြစ်တဲ့ဖဲရိုက်ဘောလုံးချဲအဲ့ဒါတွေလည်းပြဒါဒလန်တန်ဒလန်ဆိုတော့မိသားစုစာဝန်ကြီးဟာချောင်းချောင်းနဲ့လဲရှိပြီးတဘောကွယ် တတိမှာတော့ကိုမုံသူကဝါခုကဘဲလာပြီးအိမ်မှာအနားမနေပါဘူးလက်ဆွဲတော်သားကိုမီးနေအောင်တွေးပါတယ်ပြီးတာနဲ့အသွားနဲ့ကိုယ်တယ်ဒီကိုစီတော့ပြီးမီးဖို့တကားချောင်းမှာထောင်ထားလိုက်ပါတဲ့ဒီလိုနဲ့ညာဘက်ရောက်တဲ့အခါဖျက်ရှိခိုးပြီးအိယာဝင်ပါတယ်ကိုမောင်သူတို့မိသားစုတာမက တရွာလုံးအိမ်မောကြတဲ့အချိန်မှာတော့မွေဟောက်ကြကောင်းဟာအစာဖြစ်တဲ့ကြွက်ကိုလိုင်ရင် ကိုမောင်သူရဲ့အိမ်နောက်ဖေးမီးဖို့အကြောင်းကို ရောက်သွားတော့တယ် ဒီချိန်မှာတိမ်တိုက်အမောင်သူကြားကလမင်းကြီးပေါ်ထွက်လာပြီးလမင်းရဲ့အလင်းအချို့ဟာထယံပေါက်ကလေးတွေကတဆင် ထောင်ထားတဲ့ဓာဘော်ကြာလီတော့ပြောင်ပြောင်လက်လက်ထင်းနေတော့တာဗောတနဲ့မွေဟောင်းဟာ သူ့စားရမယ့်အစာလို့ထင်မှတ်ပြီးအပြီးအလွားသွားရင်ဓာထိတ်ကိုကိုက်ခဲလိုက်တော့တယ်မွေဟောင်းဟာအစာအမတ်နဲ့ကိုက်ခဲလိုက်ပေမယ့်တန်တယ်ကြီးဖြစ်နေတော့မို့သူ့ရဲ့အဆွေတွေဟာခိုက်ခိုက်တုံအောင်နာကျင်သွားပါတော့တယ်သူဟာတန်တယ်ကိုတန်တယ်လို့မသိဘူး ဒီအတွက်သူကြိုက်ခဲ့တာကိုခံနိုင်ရရှိအောင်ဒင်းကဘလို့တတော်ပါမို့လို့ဆိုပြီးဒေါသတွေအလိတ်လိုက်ထွက်လာတော့တယ်ဒလို့တုံခံနိုင်ရရှိလာတယ်ကောင်းငါအကြောင်းကိုခုပဲတိရစီမယ်မွေဟောင်းဟာဒေါသတွေဖုံးလွှမ်းခင်ခံနေရတာမို့ပဂရီအမှန်တရားကိုမမြင်နိုင်တော့ဘူးဒါကြောင့်ပဲဓာတ်ကိုဓာတ်လို့မမှတ်ပဲသရဝအဖြစ်ထင်မြင်ပြီးကိုလုံးနဲ့ရပ်ပတ်မယ်အစွဲနဲ့ပေါက်တတ်မယ်လို့ဇုံးဖြတ်လိုက်တယ် ငွေဟာအမှန်တကယ်လဲဆုံးဖြတ်ထားတဲ့အတိုင်ထောင်ထားတဲ့ဓားကိုသူ့ကိုယ်လုံးနဲ့အတင်းရပါပြီးဓားရဲ့ထေကိုအစွဲနဲ့ပေါက်ထိလိုက်တယ်။ဒီအချိန်မှာမိနေတဲ့ဓားတော်ဟာငွေဟောင်းရဲ့ကိုယ်လုံးမှာနစ်ဝင်သွားတဲ့အတွက်ခန္ဓာကိုယ်ကိုယ်လုံးတွေးတယ်လွားပြီးနာကျင်မိတာနဲ့အမျှအစွဲတွေပါကျွေလို့မတန်သစ်စစ်နဲ့နာကျင်ခံစားနေရပါတော့တယ်။ဒီလိုမျိုးနာကျင်ခံစားရလေလေငွေဟောင်းရဲ့တော်သားဟာကြီးမားပြင်းထန်လေးလေးပါပဲ။ဒါကြောင့်ငွေဟောင်းဟာ ဓာသွားပေါ်ရစ်ပါထားတဲ့တုတ်ကိုလုံးကိုပို့ပြီးတင်းချန်နေအောင်ရစ်ပါပါတော့တယ်။အဲဒီလိုပဲဘုရားကလည်းဓာသွားတန်တဲ့ကိုတပြောင်းပြောင်းမြည်အောင်ပေါင်နေလေတော့ထိမကြပါဘူး။ဘုရားကတွေးနေကြပြီးအစွဲလေးကြွေးကုန်သွားတော့တယ်။ခန္ဓာကိုယ်ဟာလည်းအပိုင်းပိုင်းအတိတ်တွေလို့ထောင်ထားတဲ့ဓာရဲ့အဘေးမှာပဲခန္ဓာဆဲလို့ဒီဝဲဝင်သွားရပါတော့တယ်ဝန်တော်မူလင်းချင်းရောက်တော့အိမ်သားအဟုံးကအိယာကနိုးကြပါပြီထုံးစံတိုင်းမျက်နှာသစ်ဖို့လိုသွားတဲ့ရောင် စာအုပ်ရှိရာမိဖို့ကြောင့်ကိုလာဒါကားကိုဖွင့်လိုက်တော့သူအလိမ့်လိမ့်နဲ့အတုံးတုံးအတဲတဲဖြစ်နေတဲ့ငွေဟောက်အသေးကိုတွေ့ရပါတော့တယ်။ဒီကကိုမော်ထူလေအချင်းကြီးရရကိုဆင့်ကျင်အသုံးသပြီးသူရန်သွေးဒီကိုရှင်းလင်းပြောဆိုဆုံးမပါတော့တယ်။အရာရာကိုသိအောင်လေ့လာပါစူးစမ်းပါ မသိရင်သိအောင်ကြိုးစားပါကိုတဲ့တိုက်ကြွန်းသူတွေကိုမေးပါ ဒေါသဆိုတာဟာဘယ်တော့မှကောင်းကျိုးပေးတဲ့အရာမဟုတ်ပါဘူးလို့ပြောဆိုဆုံးမတယ်လေကွယ်။ပုံမြင်လေးကဒါပါပဲ။ကျေးဇူးတင်ပါတယ်။